ိုက် KTV ဟိုင်းငန်းတွေကိုပါဒီလားသွားလို့ကို့အတွက်ဘာအကျိုးကျေးဇူးရမှာလဲငါလည်းမသွားမပြောဘူးတော့ငါအရင်တော့ကအရင်တော့ကငါသွားခဲ့တယ်သွားခဲ့တယ်ဆိုတော့ငါရဲ့ယောက်ျားနော်ငါရဲ့လင်ကိုငါစိတ်မချလို့ဆိုပြီးတော့သူ့သတင်းတွေကြားပြီးသူ့မျိုးစုံတွေသူအမားတွေကျူးလွန်ပြီးတော့သူ့မျိုးစုံတွေဘာဖြစ်နေလဲဆိုတဲ့သတင်းတွေကြားတဲ့နောက်ပိုင်းမှာငါယောက်ျားကငါထိမှရမယ်ဒီမှာငါရင်အောင်ပြုပေးလိမ့်မယ်ဆိုပြီးတော့မှငါဟိုင်းငန်းတွေလိုက်ခဲ့ပြီးတော့ရှိရဲ့နော်ဒါပေမဲ့ပြောပြတာက ပြတာကဟိုင်းငန်းမာလေးဒီလားအဓိကကိုယ်စိတ်ကိုပဲအဓိကကိုယ်စိတ်ပဲဘယ်အရာပဲဖြစ်ဖြစ်ပေါ့နော်ဘယ်အရာပဲဖြစ်ဖြစ်ကိုယ်စိတ်ကအဓိကပဲကိုယ်စိတ်ကိုအဓိကထိန်းနိုင်ရင်ရတယ်နော်အဲ့ထက်မှတုံးရတဲ့ item တွေကိုလည်းအဓိကကိုယ်စိတ်ကိုနိုင်ပြီးတော့မှကိုယ်ဒီ limit ထားပြီးတော့မှတုံးရဆိုရင်ကိုယ့်အတွက်အမှားမဖြစ်ဘူးနော်ဒါမဲ့ပြောချင်တာပါလဲဆိုတာကြတော့ဒီ item တွေဒီဟိုင်းငန်းတွေကိုနော်သွားတဲ့အတွက်ကိုယ့်အတွက်ဘာကြိုးကျေးဇူးရလဲဘာမရအောင်နော် ဘာမြောင်เนาะငါယောက်ကြလဲယူနော်သွားခဲ့တဲ့ချိန်တွေတော့ငါတားခဲ့ရေเนาะဘာလို့ဖို့သွားมาလဲမသွားနဲ့တည်ရမလားသွားလဲခဏပဲသွားပြန်လာပေါ့เนาะဟုတ်ဘူးအလုတ်ကိစ္စအလုတ်ကိစ္စဆိုပြီးတော့มาအဲ့ထက်မှာနင်မွန်းပြီးတော့มาหนีခဲ့တာပေါ့เนาะဒါပေမဲ့ဒီအတွက်ကိုငါတို့ကသူတို့အဲ့လိုဟိုင်းငန်းနေသွားလို့ငါတို့မိသားစုအတွက်ကိုငွေတွေပြန်ပြားရလာတယ်ဘာအကျိုးကျေးဇူးတွေရလာလဲเนาะနောက်ဆုံးငါဘာပြောခဲ့လဲဒီလား ဒါနင်းအဲ့လိုမျိုးဟိုင်းကန်းနေတဲ့သွားမှနင်းလုပ်ကိစ္စတွေလုံးမှငါတို့ပတ်ဆက်ရမယ်ဆိုရင်ငါမလိုချင်ဘူးဒီတာအဲ့လိုမျိုးတည်းငါမလိုချင်တော့ဘူးငါတို့မိသားစုအေးချမ်းချမ်းလေးပဲငါနေချင်တယ်မသွားနဲ့ဒီတာငါကအောက်ချီရတက်လာတဲ့မိမဖြစ်တဲ့အတွက်ကိုငါပတ်ဆက်မရလဲဘာမှမဖြစ်ဘူးဒီတာငါဘလို့နေနေငါအဆင်ပြေအောင်ငါနေတတ်တယ်ငါစားတတ်တယ် ဒါပေမဲ့မရဘူး။ဒါလို့မရတော့ဘူးကွာ။ဟိုင်းငန်းနေစသွားပြီးပြီဆိုရယောက်ျားတော်တော်များများတော့အဲ့ထဲမှာပဲပြောကြတော့တာအကုန်လုံးကဘသူမှဒါလို့လည်းမရဘူး။ဘသူမှအိမ်မှာချုပ်ထားလို့လည်းမရဘူး။နော်။အဲ့တော့ခါကျတော့ဒီရဲ့အကျိုးကျေးဇူးကဘာရလာလဲဆိုတာကျတော့နောက်ဆုံး PDB က sorry တပွေပြီးတပွေနဲ့ဖြစ်တယ်။နော်။မိသားစုတက်ဆိုတာဒါဖြစ်လာတော့ဦး KTB ရ sorry တပွေပြီးတပွေနဲ့ဖြစ်ပြီးတော့ခါကြ KTB ရ sorry က င်ပြေသွားတယ်ချမ်းသာသွားတယ်စိုင်းနေကနာတွေနဲ့ကားတွေနဲ့เนาะအဲအင်းနေငါးပေးစိုင်းနေခွင့်ပေးเนาะမြေတွေမြေွက်တွေဝယ်ပေးအဲ့လိုမျိုးတွေဖြစ်သွားအပါသေးတယ်။အင်ကမိမရဲ့အတွက်ကဘာမှမရောက်လာတော့ဘူး။ဒါအင်ကမိမရဲ့သားသမီးတွေနဲ့ဖြင်းပြင်းနော်။လောကကံရရတဲ့သွားလာတဲ့အင်ကသားသမီးတွေဆုံးမသွန်နေရတဲ့အကုန်လုံးအကုန်လုံးသူတို့တကူလည်းစိတ်တော့ကရပါတယ်။အဲ့လိုမျိုးတွေဖြစ်ခဲ့ရနော်။ဒါအဲ့ရဲ့အကျိုးရှိဆိုတာဘာလဲဆိုတော့ဘဝပြက်တာနောက်ဆုံးတော့ဘဝပြက်တာ ်ဒီလား IKD ဟိုင်းကန်နေတဲ့မှာလေးသွားလို့အကျိုးကျေးဇူးဘာမှမရအောင်เนาะဘဝပြတ်တယ်ကိုကိုတိုင်းလည်းဘဝပြတ်တယ်မိသားစုဘဝလည်းပြတ်တယ်အားလုံးပျက်စီးသွားတယ်ဒါပဲ KD အခုမှ KTV စသွားမယ်အခုမှမန်ကလေးတက်လာရင်ရန်ကုန်တက်လာရင်เนาะ night flight ဆိုတာဘာမှမသိ KTV class ဆိုတာဘာမှမသိရင်ဒီမှာနားထောင်သွား KTV ကလေငါတို့ဟိုငငယ်တော့လိုမျိုး KTV သွားပြီးတော့မှတိမဆော်လေးတယောက်လောက်ဘေးထားပြီးတော့မှတချင်းဆိုရတာမဟုတ်တော့ဘူးတော့လုံးဝ private club ဖြစ်သွားပြီ KTV မှာဘာလဲဆိုဘာရှိလဲဆိုရင်တို့ကအဲ့လိုကိုပိုင်းအဲ့လို DJ စင်နဲ့အဲ့လို DJ ကိုတယောက်ခေါ်ပြီးမှ DJ တီးခိုင်းနေဘေးမှာပပတ်လဲဝိုင်းပြီးတော့မှ15ယောက်16ယောက်လောက်เนาะစေးသုံးယောက်မှာ high နေလို့ခေါ်တာတို့ကြောစေးတက်အောင် high နေပေါ့เนาะ high နေအဲအဲ့ဒီမှာတို့သုံးနေဒီမူးရဲ့ဇေဝါတွေက happy water ke ပေါ့เนาะ မကင်းနေဤရောကျမတခါတော့မတုံဘူးလို့ကျမမပြောပြတော့ happy ဝါတာအကြောင်းပြောပြမယ် happy ဝါတာကဖြော်ရင်နဲ့တူတယ်ဒလောက်လောက်ပလင်းလေးကဒလောက်လောက်ရှိတယ်တကွတ်စာပဲမော်လိုက်လို့ရှိရင်ကွာလောကဖြော်ရည်အတိုင်းပဲအဝင်လဲချိုးတယ်အာပြက်တနာကဘာလဲဆိုလို့ရှိရင်ပြက်တနာကစောင်းရွက်ဖို့ရတာကွာဒီလားအဲ့တော့တောက်ပြီးတော့ပြီး9မိနစ်အတွင်းမှာ time ဆိုတစ်ချက်မူးသွားပြရတယ်တခန်းလုံးကလူတွေဒီ waiter တွေကအဆမကျန်ကိုကပဲမွေးထားတဲ့တာသမီတွေလိုမျိုးပဲစစ်တယ်အကိုကြီးတွေဆိုလို့ရှင်လည်းမသိဘူးကိုအကိုလိုမျိုးပဲ င်တယ်ချစ်တယ်အဖော်ရွေတယ်စောင်ရမ်းသဘောကောင်းတယ်အဲ့လိုဖြစ်သွားတာအဲ့ဒီအချိန်မှလေအဲ့ဒီအချိန်မှကိုယ်အဲ့ခံတဲ့လူကအဲ့လိုဆိုရမှတခုခုတက်လောက်သွားရင်တော့မှဆေးအရန်တက်နေတဲ့အချိန်ဆိုရှင်ပြုံးပြုံးကြီးခံလိုက်မိမှာကွာအဲ့လောက်ကိုသဘောကောင်းတာအဲ့အရာကြောင့်မလို့အဲ့အရေးတွေကိုတောက်တော့မယ်ဆိုရင်တတိထား KTV ကလပ်သွားမယ်ဆိုကိုယ့်ရဲ့အတိမိတ်ဆွေအကိုညီကိုမောင်မမမိတာစုမပါမင်းနဲ့ဘယ်တော့မှမတော်နိုင် နော်အားပြီးလို့ရှိရင်အဲ့ဟာလေး၄၅နာရီလောက်ပဲဒီ happy hormone ကိုအမြင့်ဆုံးရောက်တဲ့အထိတွန်းတင်ပေးရယ်ပြီးရင်စေးရှိန်တည်ရောပြီဆိုလို့ရှိရင်စေးဒေါင်းသွားရောစေးဒေါင်းတဲ့အချိန်မှာဘလို့ဖြစ်လဲဆိုလို့ရှိရင်လုံးဝအစာမစားဘူးမန်းဆိုအဲ့တော့24 hour အစာလုံးဝမစားဒါပေမဲ့ဗိုက်ကြီးကလုံးဝပြည့်ပြီးလုံးဝမအိပ်ဘူး36 hour ကလုံးဝမျက်လုံးတစ်ချက်မှမေးမလားမနဲ့လုံးဝမအိပ်ဘူးပြူးကြောင်နေနော်အဲ့လိုဖြစ်တဲ့ရင်ပြီးရင်လေအစိုးဆုံးက overthinking ဖြစ်တာ နော်မတင်ကိုတဘွားလုံးဝပဲအရန်နေစုတ်ပြတ်တက်နေသလိုလိုတင်မလားကိုယ့်ရဲ့အုံနောက်တမှာငါဘွားပဲအရန်တနာစရာကောင်းနေသလိုလို stress တွေပြီး overthinking တွေဖြစ် depression တွေဝင်အဲ့လိုဖြစ်ရောခေါင်းချောက်ချားတွေဖြစ်နော်ဟိုဟာတွေးလိုက်ကြောက်လိုက်ဒီဟာတွေးလိုက်ကြောက်လိုက်ငိုစင်းလိုက်နေမလားထရှိလိုက်အဲ့လိုမျိုးခံထောက်ထားရဖြစ်တယ်ပြီးရင်နောက်ဆုံးအချက်ကတော့ဘာဖြစ်တယ်လဲဆိုလို့ရှိရင်တောက်လုံလုံမလုံလုံမရဘူးရှင့်နော်တပံလုံးကြီးလုံးဝမိုင်းထွေးပြီးအလုပ်ထဲမှာလဲစိတ်မပါတိလား เนาะ mind train ငေးမောပြီးတော့မှအဲ့လိုတုံးတီတုံးတာနဲ့အောက်နောက်ကလည်းလုံးဝအလုံးမလုံးဟဲ့ token နဲ့အတိုင်းပဲအဲ့အဲ့လိုမျိုးဖြစ်သေးပေါ့နော်အဲ့တော့ကကွာ happy water တွေဒီเนาะ KDE အစတုံးတော့မယ်ဆိုရင်တတိထားမတုံးတော့အကောင်းဆုံးပဲเนาะအကြွေတုံးမိသွားပြီဆိုလို့ရှိရင်လည်းတုံးမယ်တုံးမယ်လို့စဉ်းစားထားရဆိုလို့ရှိရင်လည်းကိုယ့်ရဲ့မိသားစုတွေခင်မရတဲ့ဒူတွေ main list ကိုပို့ပြီးတတိထား 喏，那当天子八路店里嘛嘛八路线，它是两站里那么短的，你侬哎呀，到到六站完底啦。喏，no? 啊，你侬到老年城那路线，你去那里就嘛嘛不不容易看哪里嘛，哎呀，哎是的，塞发底边喏。